နိုင်ငံရေးနှင့်အကျိုးစီးပွားမြေပုံမင်းသိနိုင်ငံရေးပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာအကျိုးစီးပွားတွေကိုမြင်အောင်ကြည့်ဖို့လိုပါတယ်။တဦးချင်းအကျိုးစီးပွားတွေရှိတယ်။အဖွဲ့အကျိုးစီးပွားရှိတယ်။လူမျိုးအကျိုးစီးပွားရှိတယ်။အုပ်စုအကျိုးစီးပွားတွေရှိပါတယ်။အကျိုးစီးပွားမြေပုံတွေရဲ့တည်နေရာကို ကောင်းကောင်းမြင်နိုင်မှအကျိုးစီးပွားတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာသိလိမ့်မယ်။ အကျိုးစီးပွားတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာကိုသိမှနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှထိရောက်နိုင်တယ်။နိုင်ငံရေးရဲ့အဓိကဗဟိုချက်ဟာအကျိုးစီးပွားဖြစ်ပါတယ်။ဒါကြောင့်ဒါကို ပြစ်ပယ်ထားလို့မရပါဘူး။နိုင်ငံရေးမှာမပြောသော စကားကို နားလည်ရေးနိုင်ငံရေးမှာနှုံးဆန်တွေကိုပြောကြလိမ့်မယ်။အခြေခံစံတန်ဘိုးတွေကိုပြောကြလိမ့်မယ်။ ယုံကြည်ချက်တွေကိုပြောကြလိမ့်မယ်ခံယူချက်တွေကိုပြောကြလိမ့်မယ်ဒါတွေဟာနိုင်ငံရေးပြဿနာတွေတဲမှာအရေးမပါဘူးလားဆိုတော့ပါပါတယ်သို့တော်လဲတခါတရံလက်တွေ့နိုင်ငံရေးမှာနှုံးစံတွေတံပိုးတွေယုံကြည်ချက် ခံယူချက်ဆိုတာတွေဟာအကျိုးစီးပွားတွေကို ကာဗာယူဖုံးကွယ်ပေးထားတဲ့သဘောအနက်ရှိပါတယ်ဒါကြောင့်လက်တွေ့မှာဘာဖြစ်နေသလဲအခြေခံနှုံးစံတံပိုးတွေဟာ ဘလို့ရစ်နေတက်တယ်လဲဆိုတာကိုညှကြည့်ဖို့ဖြစ်ပါတယ်။တဖက်ရဲကိုမှန်ပြောင်းတစ်ခုတည်းနဲ့ကြောက်ချကြည့်ရင်တော့နိုင်ငံရေးပြဿနာကိုကောင်းကောင်းဖြေရှင်းနိုင်မယ်လို့မထင်ပါ။လူတွေရဲ့စကားတွေကိုနားထောင်ရမှာဖြစ်တယ်လို့မပြောတော့ဘာသာစကားတွေကိုလည်းနားလည်ရပါလိမ့်မယ်။ဒါကိုနိုင်ငံရေး body language လို့ပြောရင် ရှားနိုင်မယ်ထင်ပါတယ်။အကျိုးစီးပွားဆိုတာမပြောဘဲနားလည်ရမယ့်ဘာသာစကားတစ်ခုဖြစ်ပါတယ်။ အကျိုးစီးပွားပရိပခအကျိုးစီးပွားတွေကြောင့်စစ်ပွဲတွေဖြစ်ရတယ်ပရိပခတွေဖြစ်ရတယ်နိုင်ငံရေးပြဿနာအားလုံးအလိုလိုဟာ အကျိုးစီးပွားတွေပေါ်မှာ အခြေခံပြီးပေါ်ထွက်လာတာဖြစ်ပါတယ်အကျိုးစီးပွားပရိပခဟာနိုင်ငံရေးပရိပခကိုဖြစ်စေတဲ့လို့တောင်အကြမကြပြောနိုင်ပါလိမ့်မယ်အခြေခံတမ်းမှန်လူမှုဟာနိုင်ငံရေးပြဿနာတွေကိုနှုံးဆန်တန်ဖိုးတွေအတွက်နဲ့ဖြစ်ရတယ်လို့တည်နာလည်ထားကြပါတယ် သို့တော်လည်းပဲလက်တွေ့နိုင်ငံရေးကအဲ့ဒီလို အမြဲတမ်းဖြစ်မနေပါဘူးအုပ်စုတိုက်ပွဲတွေတင်းမှာအကျိုးစီးပွားပရိပက္ခတွေကို မြင်နိုင်ပါတယ်အစုဖွဲ့တွေတင်းမှာအကျိုးစီးပွားခြင်းဒိုးတိုက်မှုတွေ ဖြစ်တာကို တွေ့နိုင်ပါတယ်လူမျိုးအကျိုးစီးပွားလို့ပြောပေမဲ့တဦးချင်း ကိုကျိုးစီးပွားတွေပါနိုင်တယ်တကယ်တော့အကျိုးစီးပွားပရိပက္ခဆိုတာနိုင်ငံရေးမှာတီးတီးတန့်တန့်လေ့လာရမယ့်ဘာသာရပ်တစ်ခုလို့တောင်းပြောနိုင်ပါတယ် ပရိပကစတိုင်နဲ့ဒီဇိုင်းကဘာသမိုင်းစဉ်ကိုကြည်ရင်လေနိုင်ငံတွေအချင်းချင်းကြားမှာ ဖြစ်ပျက်တဲ့အကျိုးစီးပွားပရိပကတွေရှိပါတယ်နိုင်ငံတွေဟာကိုယ်နိုင်ငံကိုယ်လူမျိုးအကျိုးစီးပွားကိုချဲ့ထွင်ကြရင်အချင်းချင်းထိတ်တိုက်တွေ့ကြတာဖြစ်ပါတယ်ပေးထားချက်တွေနဲ့ဖြစ်တည်မှုတွေမတူကြတဲ့အခါပရိပကတွေရဲ့စတိုင်နဲ့ဒီဇိုင်းကလည်းမတူပါဘူးခွဲပြားပါတယ် ဓိကဇင်မြင့်သုံးခုပရိပခတွေမှာစတိုင်ကိုသည်ရှိပါတယ်ဒီဇိုင်းကိုသည်ရှိတယ်စပွဲတွေဖြစ်တာချင်းတူဝင်မဲ့ဖြစ်ပွားသောအကြောင်းဇင်မြင့်နောက်ခံတွေက꿰ပြပါတယ်ဒေတာတွေမှာပေးထားချက်တွေမတူဘူးအထူးသဖြင့်နိုင်ငံတွေအချင်းချင်းဖြစ်တဲ့ပရိပခတွေမှာပထဝီနိုင်ငံရေးပေးထားချက်တွေမတူပါဘူး27ရာစုအတွင်းမှာနိုင်ငံချင်းချင်းဖြစ်ပျက်နေတဲ့ပြိပခခတွေကိုလေ့လာကြည့်ရင် အဓိကအချက်၃ချက်ပေါ်မှာမူတည်ပြီးတော့အများဆုံးဖြစ်တာ တွေ့ရပါတယ်ပထဝီနိုင်ငံရေးပြဿနာအမတ်သားတယုတ်ပြဿနာအကျိုးစီးပွားပရိပခတို့ဖြစ်ပါတယ်ခေတ်တက္ကဝါမှာဒီ၃ချက်ဟာနိုင်ငံချင်းချင်းဖြစ်နေတဲ့ပြဿနာအလုံးရဲ့ဗဟုချက်လို့ဖြစ်နေပါတယ်ဒါကိုတွက်ဆနားလည်ကြဖို့ဖြစ်ပါတယ်ပြည်တွင်းမှာတော့အုပ်စုတွေချင်းချင်းကြားမှာဖြစ်တဲ့အကျိုးစီးပွား ထိတ်တိုက်တိုးမှုတွေအများအများရှိပါတယ်။အကျိုးစီးပွားမြေပုံကိုခြုံငုံမြင်နိုင်စွာနိုင်ငံရေးနယ်ပယ်မှာကျင်လည်နေတဲ့သတ္တဝါတွေဟာအကျိုးစီးပွားပရိပက္ခတွေကိုမြင်အောင်ကြည့်နိုင်စွာရှိဖို့လိုပါတယ်။ဘသူစီမှာဘလို့အကျိုးစီးပွားဂိမ်းအောင် ဖြစ်တည်နေတယ်လဲဆိုတာ မြင်အောင်ကြည့်ဖို့လိုပါတယ်။နိုင်ငံရေးနယ်ပယ်တွေကဦးစီးကောင်းဆောင်လုပ်နေသူတွေဟာ အကျိုးစီးပွားမြေပုံကိုအပေါ်ကမိုးပြီးကြည့်နိုင်မှာ အကျိုးစီးပွားစီမံခန့်ခွဲရေးအလုပ်တွေကိုကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။အကျိုးစီးပွားတွေကိုကောင်းကောင်းစီမံခန့်ခွဲတာမျိုး မလုပ်နိုင်ရင်ပြဿနာတွေဟာအပြည့်လေပါ။နိုင်ငံရေးကောင်းဆောင်တွေဟာအကျိုးစီးပွားမြေပုံကိုခြုံငုံ ကြည့်မြင်နိုင်စွမ်းရှိရပါလိမ့်မယ်။မျက်မမြင်ပုံနာ6ယောက်ဟာစင်ကိုစမ်းတယ်လို့ဖြစ်တယ်မှာ။ကိုယ်နေရာကွက်ကွက်လေးတဲကအကျိုးစီးပွားကိုသာမြင်နေလို့မရပါဘူး။ ဆက်ဆက်နေတဲ့အကျိုးစီးပွားကွင်းပြင်ကြီးတစ်ခုလုံးကိုခြုံငုံမြင်ကြည့်နိုင်ဖို့လိုပါတယ်။ကိုကြည့်နိုင်တဲ့အကျိုးစီးပွားမိုးကုတ်ဆက်ဝိုင်းကိုမူတည်ပြီးတော့နိုင်ငံရေးအမျှော်မြင်ဆိုတာဖြစ်လာရတာဖြစ်ပါတယ်။နိုင်ငံရေးအမြင်မှာပါနက်စွာတွေးခေါ်နိုင်ဖို့အတွက်အကျိုးစီးပွားမြေပုံကိုကြည်လည်ဖို့လိုပါလိမ့်မယ်ဒီလိုမှမဟုတ်ရင်နှုံးဆန်တွေကိုများများရွတ်ပြီးစကလုံးတစ်စေ6ခံရခြင်းဟာမကင်းလွတ်နိုင်ပါဒါကိုနားလေသဘောပေါက်ဖို့ဖြစ်ပါလေ ကြိုစည်းပွားဇရာကွက်လောလောဆယ်မြမပြည်မြေပုံကို ရှေ့မှာချပါ ပထဝီဒေသအပိုင်းချမြင်းတွေကိုခဏဖဲထားပါဘယ်နေရာမှာဘသူအကြိုစည်းပွားရှိတယ်ဆိုတာကို မြေပုံမှာထောက်ပါဘသူလဲဘာအကြိုစည်းပွားလဲထို့နောက်အကြိုစည်းပွားချဲ့ထွင်မှုပုံစံဒီဇိုင်းကဘလို့ဘယ်ကဲ့သို့လဲဒါကိုလေ့လာစမ်းစစ်ကြည့်ဖို့ဖြစ်ပါတယ်အပွဲစီတစ်ခုတည်းမှာဆိုရင်လဲထုံးလီ၎င်းဖြစ်မယ် institution တစ်ခုတည်းမှာလဲထုံနီ၎င်းဖြစ်ပါလိမ့်မယ်။ဘယ်နေရာဘယ်ကဏ္ဍကဘယ်ပိုင်းမှာဘု து အတွက်ဘယ်လိုအကျိုးစီးပွားမျိုးရှိနေတတ်တယ်လဲဆိုတာကိုမြင်အောင်ကြည့်ဖို့ကောင်းကောင်းကြည်လည်ကြစေဖို့ဖြစ်ပါတယ်။နုနယ်တော်ရှင်းမာတော်နုနယ်သေးတဲ့နိုင်ငံရေးဖြစ်သန်းမှုမှာတော့ယုံကြည်ချက်တွေ ခံယူချက်တွေနဲ့နှုံးဆန်တွေဟာအဟုတ်ချက်ကြနေပါလိမ့်မယ်။ ရင်းမာလာတဲ့နိုင်ငံရေးဖြတ်သန်းမှုမှာတော့အကျိုးစီးပွားတွေကသာလျင်ဘ ਹੁ ချက်ကြနေတာကိုတင်းတင်းရှားရှားတွေ့နိုင်ပါလိမ့်မယ်။နိုင်ငံရေးအရာပားရည်နဲ့ရည်ရှိကြပါ သို့မဟုတ်ရင်တော့အလိန်ခံကြည့်ပါလိမ့်မယ်။နိုင်ငံရေးမှာ အသည်မကွဲခြင်းရင် အကျိုးစီးပွားမြေပုံကို ကြည်ကြည်လည်လည် နားလည်သဘောပေါက်ထားဖို့အထူးလိုအပ်ပါလိမ့်မယ်ခင်ဗျာ။